ျွန်တော်နာမည်ကတော့မောင်ထွေးပါအလုပ်ကတော့နေဗုဒ္ဓယုံလေးရဲ့တန်လန်းဂိတ်တခုမှာဂိတ်ဆောင်ဝင်တယ်လုပ်ပါတယ်ကျွန်တော်ဒီလုပ်ကိုဝင်တာမကြသေးဘူးအလုပ်ဆောက်ဝင်ဝင်ချင်းဗုဒ္ဓယုံလေးမှာအလုပ်ဝင်ရပြီမဲ့အခုတော့မြို့လေးရဲ့ခလလန်တန်လန်းဂိတ်လေးမှာဂိတ်ဆောင်တာဝန်ကိုထမ်းဆောင်ရပါတယ်တန်လန်းဂိတ်ဆောင်ဆိုတာကရထားလာတဲ့ချိန်ဂိတ်ပိတ်ရထားဖြစ်သွားပြီဆိုဂိတ်ပြန်ဖွင့်ပေးရတာလူကလည်းလူငယ်လူလို့ဆိုတော့တယောက်တည်းဂိတ်တဲလေးထဲမှာ ထမင်းစားလိုက် ပြီးတော့ အုပ်လေးဖလိုက်ကတားလေးတီးလိုက်နဲ့နားရည်ပိုင်နေရတယ်။ကျွန်တော်ကြားတဲ့ကိန်းနာမှာတော့အိမ်မရှိဘူးဗျ။ခလန့်လန့်မှာတော့ရွာတသေးလေးတွေရွာရှိတယ်။တစ်ခါတလေတော့ရွာတွေကလူငယ်လေးတွေပလင်းလေးတွေဆွဲကတားလာတီးတတ်တယ်။ဒီလိုချိန်မျိုးဆိုရင်တော့စီစီကားကားလေးပဲ။ဇလန်းကကျွန်တော်ရောက်ပြီးတလားနေမှာစတာ။တနေ့မှာပေါ့ဗျာ။ညနေဆောင်လေးဘူတာကနေရထားထွက်လာပြီးဆိုတော့ထောင်းစံတိုင်းပဲ။ဂိတ်လေးကိုပိတ်တယ်။အလံစိမ်းပြပြီးတော့ရထားလာတဲ့ဘက်ကိုကြည့်တယ်။ဒီချိန်မှာဗျာ။ဟာ။ ကျွန်တော်နဲ့ခလန်လန်ကနေအမျိုးသမီးတူအိုးပြလေးနေရွယ်ကလေးမကိုဆွဲလို့တန်လန်းပေါ်တက်လာတာဒီချိန်မှာရထားကလည်းဘူတာကထွက်လာတာကြာတော့အရှိန်ကတော်တော်လေးကိုပါနေပြီကျွန်တော်ကြောင်းမင်းကြည့်နေတော့မှအဲ့ဒီမျိုးသမီးကခလေးလေးကိုရုတ်တရက်ကောက်ချပြီးတော့တန်လန်းတိုင်မဲ့ရထားဘက်ကိုနင်းနှချင်းဆိုင်ပြေးတာကျွန်တော်သိလိုက်ပြီဗျဒီမျိုးသမီးကတမိန်တကာရထားအတိုက်ခံပြီးတော့တေချောင်းကြံတော့မှကျွန်တော်လည်းဟိဟိဆက်မပြေးနဲ့တန်လန်းဘေးကိုခုံချလို့ဩသူ့နောက်ကိုလည်းပြေးလိုက်တယ် ဒီမှာတဲ့ယထာဆက်ကောင်းပေါင်းကအဲ့ဒီမျိုးသမီးယထာစီကိုတက်တက်ကြီးပြေးဝင်လာတာမြင်တော့အော်အော်ကိုအကျဲကြီးဆွဲတယ်ဆက်ကောင်းတွေကနေကိုတပိုင်းထွက်ပြီးတော့လက်ဟန်ချီရန်နဲ့ဘေးကိုဖိခိုင်းတာတွေ့ရတယ်အမျိုးသမီးကမရက်ဖို့ဗျကျွန်တော်ပြေးလိုက်နေတော့မှလှမ်းအောင်နေတော့မှပဲဘုံဆိုတဲ့တန်တဲ့တူသွားပြီအမျိုးသမီးနဲ့ကလေးဟာယထာနဲ့အတိုက်ခံရပြီးတော့ယထာနဲ့တန်လန်းချားထဲမှာပဲအပိုင်းပိုင်းပြက်ပြီးဒလိန်ကောက်ဝေးပြက်ပါသွားတာကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတယ်ပြီးတော့ ။အော်အော်တန်ယထာဘရိတ်ဆွဲတန်တန်လန်းနဲ့ဘီပုတ်တန်တွေထွက်လာတယ်။ပြီးတော့ယထာကခလန်လန်းမှာရက်သွားတယ်။ယထာဘောကနေတာဝန်ရှိတဲ့သူတွေယထာရဲတွေခီးတဲ့တွေဆင်းလာချိန်မှာတော့ကျွန်တော်ကသွေးအလူးလူးနဲ့ပိုင်ပိုင်ပြက်နေတဲ့အလောင်းနှလောင်းသားမှာကြောင်ငေးပြီးတော့ရက်နေမိတယ်။ဒီမှာတဲ့စက်ကောင်းပေါင်းကကပ်ဘောကဘလို့ဖြစ်တာလဲ။သူကဘာသူလဲ။ဘယ်ကလဲ။ကျွန်တော်လည်းမသိဘူး။ကျွန်တော်ဂိတ်ပိတ်ပြီးတော့အလံပြနေတော့တန်လန်းဘောကိုရုတ်တရက်တက်လာပြီးတော့ယထာဘက်ကိုပြေးတာပဲ။ ရွာတွေကလူတွေရောက်လာတော့မှတေသွားတဲ့မျိုးသမီးဟာရွာတွေကဖြစ်ကြောင်းနဲ့မိုးလာတိုင်းရိုင်းနေတဲ့ကြောင်းခလေး၃ယောက်ရှိကြောင်းအခုတေသွားတဲ့ခလေးမလေးကအငယ်ဆုံးဖြစ်ကြောင်းအကုန်သိခဲ့ရတယ်။ရဲတွေကစစ်ချက်ယူဓာတ်ပုံတွေရိုက်အလောင်းကအပိုင်းပိုင်းပြက်တွေကိုလည်းနိုင်ကြီးကူညီမှုကလူတွေကဒစားစီလိုက်ကောက်ပြီးတော့စာလာအိတ်တွေကိုထည့်ကားပေါ်တင်သွားတယ်။အိညာကကျွန်တော်ထမင်းမစားနိုင်ဘူး။ဒီအပိုင်းပိုင်းပြက်တဲ့ခန္ဓာကိုယ်အပိုင်းစားတွေဟာမျက်လုံးထဲမှာမြင်နေတယ်။တက်တဲ့နဲ့တကူ ီလိုမျိုးလည်းတခါမှမမြင်ဘူးညဆယ်နိုင်လောက်မှတော့အဲ့ရလေးထဲမှာလှဲနေတော့ညနေကရထားတိုက်သွားတဲ့နေရာမှာစကားပြောတယ်လို့လို့ခွရံတယ်လို့ကြားရတယ်။ဒါကြောင့်လက်ဆွဲတော့ဓမီလေးကိုယူပြီးတဲပင်ကိုထွက်ကြည့်တော့ဒီနားမှာလူလေတယောက်မှမရှိဘူး။ခွေးနှစ်ကောင်သုံးကောင်ကတော့ဘာကိုမြင်လို့ဟောင်မန်းအောင်မသိဘူး။တန်လန်းကိုကြည့်ပြီးတော့ဦးလိုက်ဟောင်လိုက်နဲ့ကျွန်တော်ကကြက်သိန်းတောင်ဖြန်းကနေထားသွားတယ်။ညနေကရင်ကိုရှိမှာပူဆူပဆက်ထိထားတဲ့အပိုင်းပိုင်းပြက်တွေကမျက်စိတွေကမထွက်သေးဘူး။ရွာတွေကလူငယ်တွေလည်းဒီနေ့မလာတော့ တယောက်တည်းအားငင်လာတယ်။မကြောက်တတ်ဘူးဆိုပေမဲ့တယောက်တည်းဆိုတဲ့အတီးကဝင်လာတယ်။ကြောက်စိတ်ကဝင်လာရောဗျာ။စိတ်ကိုတင်းပြီးတော့အဲ့ဒီဘက်ကိုမကြည့်မိအောင်ထိမ့်မိနေတာ။ဒါပေမဲ့လည်းမရဘူးဗျာ။ဒါကြောင့်ကျွန်တော်လည်းဖူးဆိုပြီးတပင်းကိုမှုတ်ထုတ်ပြီးစိတ်ထဲကနေဖျားစားလေးရွတ်တယ်။၁၇နှစ်ကျော်လောက်မှတော့ဘုဒ္ဓဘက်ကနေယထာတစီထွက်လာတာ။ဒါကြောင့်ဂိဋ္ဌပိတ်ပြီးတော့အလံစိမ်းပြရင်ယထာဘက်ကိုမျက်နှာလှည့်ကြည့်တော့ယထာမိအောင်နေမြင်လိုက်ရတာ။ဟာ။ညနေကတေးသွားတဲ့တာမီနှစ်ယောက် အောက်ကနေရထားတန်လမ်းပေါ်တက်လာတာညနေကဝက်စားတိုင်းပဲဖះဖះမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးကျွန်တော်ရင်ရွတ်နေတော့အဲ့ဒီသားမီးကမေးထိုးပြီးမောင်းလာတဲ့ယထာရှိကိုတွားရတယ်ဟာယထာဆက်ကောင်းမောင်းတော့မြင်လားမမြင်လားမသိဘူးဗျကျွန်တော်ကအထင်းသားမြင်နေရတာယထာကောင်းတွေကအဲ့ဒီသားမီးကိုတိုက်လိုက်တဲ့အခါမှာတော့သားမီးနှစ်ယောက်စလုံးအပိုင်းပိုင်းလွတ်ထွက်သွားတာကိုကျွန်တော်မြင်လိုက်ရတယ်လက်ထက်ကအလံကိုပြစ်ချပြီးမျက်လုံးနှစ်ဖက်နဲ့လက်နှစ်ဖက်နဲ့တက်အပ်ပဲ ပိတ်လိုက်တယ်။ယထာကကိုအနာကနေတော်အောနဲ့ဖြတ်သွားတဲ့အချိန်မှာခုနကနေရာကိုကြည့်လိုက်တော့ဘာမှမရှိဘူး။တေချောင်ဓာမီးနဲ့အနာကိုတွားကြည့်တော့လဲဘာမှမတွေ့ရဘူး။ဒီတော့မှပဲဖះဖះ။ငါငါတရေအချောက်ခံနေရပြီ။တသနဲ့တကူတခါမှတရေအချောက်မခံရဘူး။အချောက်ခံရတော့လဲအကူကြီးတောင်းစရာအတွက်ပန်ဝဲကျင်မှာလူမရှိ။အားငယ်တဲ့စိတ်ကောကြောက်တဲ့စိတ်ကောဝင်လာတာ။လူကဆောင်းနှင်းကြီးကိုချွေးတွေပြန်လာတယ်။ချွေးတွေလက်တွေလက်တုံးလာတယ်။ ဘာလို့လို့ဘာကံရမန်းကိုမသိတော့ဘူးငါတယောက်တည်းထားနေတော့အနာကိုသာရောက်လာရင်ငါဘယ်လိုလုပ်ရမလဲငါအနာမှာဖွားကနေပေါ်လာရင်ဘယ်လိုလုပ်ရမလဲဟာယူတော်ယူချင်းနေအညာကရှိသမျှဖျားစာတွေအကုန်ရွတ်တာမနက်မိုးလင်းကန်ဒီမှာအိပ်ပြောသွားတယ်မနက်ကျတော့ညကဖြစ်ပျက်ကိုပြန်တွင်းနေတဲ့ညရောက်မှကိုကြောက်နေမိတယ်ဒီလိုနဲ့ညရှင်းနိုင်လောက်မှတော့ရွာထဲကခင်းတဲ့လူငယ်လေးတွေပလင်းလေးတွေနဲ့ကြတာဆွဲပြီးတော့ရောက်လာတယ် ဒါကြောင့်အားရှိသွားတယ်ဗျကိုကလည်းအမြည်ဖြစ်ရှိတာလေးကိုချပီးတယ်တစ်ခေါက်နှစ်ခေါက်တော့ဝင်ပြီးတော့ကစ်တယ်ဗျအာသက်ရှာသက်ဖြစ်လာတယ်အဲ့ဒီမှာဂီတာဒိတာအားလုံးကပျော်ရွှင်နေကြတယ်ခဏနေတော့ညီလေးတို့ပြောလေကိုထွေးဟောကွာငါညီတို့တရေရှိတယ်ဆိုတာမင်းတို့ယုံလားငါကိုထွေးရာဘာများလဲလို့မယုံဘူးဗျဘာလဲကိုထွေးကအချောက်ခံရလို့လားငါအတီးပြောနေတာကွာကဲ့ပြော ကိုထွေးဘယ်လိုအချောက်ခံရလဲ ကြောတော့ကျွန်တော်လည်းညကဖြစ်ဖြစ်ကိုပြောပြတယ်။ဩကိုထွေးကသူ့တို့သားမိယထာအတိုက်ခံရတဲ့ချိန်မှာမျက်ဝါးထင်နေမြင်လိုက်ရတော့စိတ်ဆွဲပြီးတော့ထပ်မြင်တာဖြစ်မှာပါ။မဟုတ်ဘူးကွာအကိုအရက်လည်းမတောက်တတ်ဘူးလေ။ငါညီတို့လာမှသာတခါတလေတောက်တာကွာမနေ့ကအကိုလုံးဝမတောက်ဘူးအမြင်လည်းမမှားဘူးကွာ။ကဲကိုထွေးကိုထွေးပြောသလိုရွာတွေကတေးသွားတယ်မိဆန်းတကယ်ချောက်မချောက်ဒီညယထာလာရင်ကျွန်တော်တို့ကြည့်မယ်။ဒီကောင်းတယ်ကွာ။အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ယထာဆောင်နေကြတာဒီညမှာယထာကမလာဘူးဗျနောက်ကျနေတာညာ12နိုင်လောက်ကြတော့ခြေထိပ်တွေကကိုထွေယထာကလည်းမလာဘူးဗျကျွန်တော်တို့လည်းမနဲ့ကအလုပ်ရှိသေးတယ်ပြန်တော့မယ်ဗျာနောက်ညမှာဆက်ပြီးဆောင်ကြည့်မယ်ပြီးပါကွာဒီညမှာယထာကနောက်ကျနေတယ်ကွာမင်းတို့ပြန်သွားရင်ငါတယောက်တည်းအားငယ်တယ်အားမငယ်ပါနဲ့ကိုထွေရာကိုထွေစိတ်ထင်လို့ဖြစ်မှာပါကဲပြန်ကြမယ်ဗျာသူတို့တွေတန်လန်းတိုင်းပဲရွာဘက်ကိုပြန်သွားနေကြတာဒါကိုကြည့်နေတော့မှာ သူတို့နောက်မှာဟိုသားမီးကိုတွေ့လိုက်တော့ဟဲ့ညီလေးတို့ညီလေးတို့မင်းတို့နောက်မှာကျွန်တော်စကားကြောင့်သူတို့အားလုံးကျွန်တော်ကိုပြန်လှည့်ကြည့်တော့ဟာမိဆန်ဟာတေးပြေးကွာပြေးကြအားလုံးဝတုံးတုံးကနေရွာဘက်ကိုထွက်ပြေးကုန်တယ်ကျွန်တော်သာကိုတဲရှိမှာကျွန်တော်ကြည့်နေတုန်းရှိသေးတယ်အဲ့သားမီးကနောက်ပြန်လှည့်လာပြီးတော့ကျွန်တော်စီကိုတက်တက်မတ်မတ်ကြီးကိုရှောက်လာတာသူတွေကတဆက်ဆက်နဲ့အောက်ကိုကြားနေတာဗျကျွန်တော်လဲကြောက်လန့်နေကြအော်လိုက်တယ်နောက်ကိုလည်းလှည့်မကြည့်တော့ဘူးဘူတာဘက်ကိုအားကုန်ပြေးတာ ဘူတာလေးလည်းရောက်ရောလူကဖုတ်လိုက်ဖုတ်လိုက်နဲ့ရှာထွက်နေပြီရုံပိုင်လေးရုံပိုင်လေးဟာကိုထွေးချွေးတွေရွှဲနေပါလားဘာဖြစ်တာလဲဗျကျွန်တော်ကျွန်တော်အလုတ်ထွက်ပြစီဗျာအလုတ်ထွက်ပြစီဖြည်းဖြည်းပြောပါဗျနေပါဦးဘာဖြစ်တာလဲကျွန်တော်ရှင်းအောင်ပြောပြအောင်ကျွန်တော်တရေအချောက်ခံရလို့ဗျကျွန်တော်တယောက်တည်းဂိတ်မှမနေရဘူးဘလို့တရေအချောက်ခံရလို့ဟုတ်လားဟုတ်ရလားကိုထွေးရဟုတ်တယ်ဗျမနေညက်နေကယထားတိုက်ပြီးတည်သွားတဲ့တာမိ မနေ့ညကလည်း6တဲ့ဗျအခုညလည်းအခုလည်းတင်6တာကျွန်တော်တယောက်တည်းမဟုတ်ဘူးဗျရွာတဲကခြာတိတ်တွေပါအချောက်ခံရတာဟေးကျွန်တော်ပြောတာမယုံလို့ဂျုံပိုင်လေးနဲ့နောက်တယောက်ကျွန်တော်တို့ကြည့်နေတဲ့ဂိတ်ဘက်ကိုတွားကြည့်တယ်နောက်ပြီးတော့ရွာတဲမှာတရင်စုံစမ်းတယ်ရွာတဲကခြာတိတ်တွေကပါတကယ်အချောက်ခံရမှန်းပြောပြတော့မယုံရခက်ယုံရခက်ဖြစ်ကုန်ရောကျွန်တော်ကတော့အဲ့ဒီညမှာပဲအလုပ်ထွက်လိုက်တယ်နောက်မှတရင်ကြတာကနောက်ရောက်လာတဲ့ဂိတ်ဆောင်တွေလည်းအကုန်လုံးအချောက်ခံရလို့ ၃ရောက်လောက်လူချင်းသွားရတယ်ဆိုတာရဲ့ရွာနဲ့ဘူတာကတာဝန်ရှိသူတွေပေါင်းပြီးအဲ့ဒီညမှာပရေရုံမှာပဲမချောက်တော့ဘူးဆိုတာကိုကြားသိခဲ့ရတယ်ကျွန်တော်ကတော့ဗျာနှညာဆက်တိုက်ကိုတွေ့မြင်ထားတာဆိုတော့အခုထိမျိုးလုံးတွေကနေထုတ်မရသေးဘူးဗျဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရလောကဇလံပြီဆုံးပါပြီနာတော်ရာစင်တို့ပြည်သက်ကြီးလဲဆေးချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ